Alex ကဒီ weekend မှာလှုပ်ထားတဲ့ဒီ project တွေလို့နည်းနည်း explain လုပ်ချင်လို့ပေါ့နော်ဒီဟာလေး record ယူလိုက်ကြအဲ့တော့ဒီဟာကဘာအတွက်လဲဆိုတော့ LSD BBC က radio နားထောင်လို့ဆိုရင်သဘောကျမှတ်တယ်ပေါ့နော် the read lecture ဆိုပြီးတော့ရှေ့ပေါ့နော်သူ topic တွေက1948ခုနှစ်ကနေပြီးအခုချိန်ထိပေါ့နော်သူမှ lecture ကိုတနေ့တစ်ခါသူကပေးရပေါ့နော်သူပေးတဲ့ lecture တွေကလည်းအခုထင်ထင် relevant ဖြစ်တုံးပဲပေါ့เนาะစိတ်ဝင်စားဖို့လည်းကောင်းတယ်အဲ့တော့လဲဆိုတာဒါလေးကိုနားထောင်ရင်းနဲ့ okay ဒီဟာကငါသဘောကျတယ်ပေါ့เนาะ ပုံမှန်အကျင့်နေဖြစ်သွားအောင်ကောက်ကိုဒီမှာဒီလိုမျိုးအော်ဒီယို down မယ် down ပြီးတော့မှတချို့က transcript ရှိရတချို့က transcript မရှိဘူးဆိုတော့လေ transcript လောက်ခိုင်းမယ်ပြီးတော့အဲ့ဒါကိုကနားထောင်ပေါ့နားထောင်ပြီးတော့ကိုက AI တောင်းပြီး chat ပေါ့နော်အဲ့ဒါတော့ဒီမှာ download ရယ် transcribe ရယ် chat ပြီး AI ပေါ့နော်ဒီ feature တွေကိုဒီ whisper AI တုံထားတယ်ပြီးတော့ Gemini AI တုံထားတယ်ပေါ့နော်အဲ့ဒီနှစ်ခုတုံလဲဆိုဒါလေးကို develop လုပ်ထားတာဒီဟာကို LSD GitHub မှာလည်းတင်ထားပေးရပေါ့နော်စိတ်ဝင်စားတော့ကြည့်လို့ရတယ်ပြီးတော့ Hacking Feed မှာလည်း LSD လုပ်ထားတာရှိတယ်ပေါ့နော် Hacking Feed ကိုတစ်ချက်ပြ again face မှာလည်း ls လို့ထားတာရှိတယ်ပေါ့နော်အဲ့ဒါကိုတင်ထားတယ်စိတ်ဝင်စားရင်တစ်ချက်သွားကြည့်လို့ရအောင်လို့ပေါ့နော် again face မှာလည်း ls တင်ထားပေးတယ်ပေါ့နော်စိတ်ဝင်စားရင်ဒီမှာသွားပြီးတော့သွား play around လုပ်လို့ရအောင်ပေါ့နော်အဲ့လိုဆိုတော့ကြည့်အောင်အဲ့တော့ဒီမှာဒီမှာ feature listen နဲ့ခုနပြောမယ်ပေါ့နော်ပထမဆုံးက ls ကဒီက audio တွေကို ls တို့က download လုပ်มาဖြစ်တဲ့အတွက်ဒီ rss feed ကိုလိုတယ်ပေါ့နော်ဒီလိုက as face တွေပါမရှိလို့ဆိုဒီမှာတစ်ချက်ကြည့်လာလို့ရတယ်ကွာဘယ်ဟာကိုစိတ်ဝင်စားလဲပါလဲပေါ့နော်ဒီမှာ sample လေးလည်းကြည့်လို့ရတယ်ဒါတွေအကုန်လုံး BBC ကပေးဟာတွေပဲပေါ့နော်ဆိုတော့ဒါက personal use ပဲအကောင့်နဲ့ပေါ့နော်ဆိုတော့ဒီဟာ list down တဲ့ခါကျရင်ဒီမှာဆိုရင်ကွာဒီမှာအကွာလဲဆိုဒီမှာ၅ခုပဲပေးထားလို့ပေါ့နော်ဒီမှာကိုလိုချင်တဲ့ number maximum episode ကိုဒီမှာတောက်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာ download လုပ်မယ်ပေါ့နော်ဒီက download လုပ်တဲ့ခါကျ download တင်းလုပ်နေတဲ့ချိန်မှာကွာ okay ီကနေပြီးတော့ကိုဒါအရင် download ရတဲ့ topic လေးရှိရပေါ့နော်ဒီထဲမှာကိုဘယ်ဟာကိုစိတ်ဝင်စားလဲဒီဟာကိုစိတ်ဝင်စားလားပေါ့နော် topic တစ်ခုရေးလိုက်ပြီးဆိုရင်ကိုက okay ကွာဘယ်လိုမျိုးဟာနဲ့သွားမလဲသူကဒီမှာဆိုရင်သေးတာကြတော့ပို့ပြီးတော့ညံပြီးတော့နည်းနည်းတော့ accuracy မသိမကောင်းဘောเนาะကြီးတာကြတော့နည်းနည်းကြားမယ်ဒါပေမဲ့ accuracy ပိုကောင်းတယ် base ပဲကွာမသိဘူးဆို base ပဲယူရေပေါ့เนาะကွာဘယ် language သွားမှာလဲ english လားဆိုအဲ့လိုမျိုးသွားကြီးလက်လို့ရရပေါ့เนาะဆို ls ကဒီဟာက let's see how transcribe လုပ်ခိုင်းလိုက်မယ်ပေါ့เนาะဒီမှာ transcribe လုပ်လုပ်ရင်သူက transcribe က ပြောရမယ်ဆိုတော့ site က let's go loss cpu မှာလုံနေတာပေါ့เนาะ site ကကြီးလားသေးလားပေါ့မူတည်တယ်ပေါ့เนาะဒီလို site သေးတယ်ဆိုရင်သူကတစ်မိနစ်နှစ်မိနစ်လောက်ကြာမယ်ပေါ့เนาะဒီကအခု loss ဒီမှာ lossy မှာဘယ်လောက်ကြာမလဲဆိုတော့อืม second တစ်မိနစ်နီးလောက်ကြာမယ်ပေါ့เนาะဒီမှာဆိုရင် speed ကိုလည်းကြည့်လို့ရတယ်ဒီဟာ hacking ဖြစ်မှာလည်းတွားပြီးတော့ lorry ပါတွားကြည့်လို့ရတယ်ပေါ့เนาะခုန hacking ဖြစ်ကိုလည်းတစ်ချက်ပြပြဒီမှာဆိုရင်ဒီလိုမျိုး transcribe လုပ်နေတဲ့ဟာလေးရှိရပေါ့เนาะ ဒီမှာ okay ဒီဟာကို transfer လုပ်လိုက်တဲ့ဘလောက်ကြာလဲပါတယ်အကုန်လုံးဒီမှာ log အနေနဲ့ဒီညားလေးမှာတော့ကြည့်လို့ရတယ်ပေါ့နော်ကို process ကဘလို့ဖြစ်နေလဲပါတယ်ဆိုတော့လေအဲ့တော့ဒီမှာ transfer လုပ်နေတော့ Alaska ကဒီမှာ re and listen ကိစ္စတစ်ချက်တော့ကြည့်အောင်ဒီမှာခုန Alaska အကျိုးလုပ်ထားတဲ့ဟာရှိရပေါ့နော်ဒီဟာကို Alaska ကဒီဟာ document ကိုလုပ်လိုက်တယ်လုပ်ပြီးတော့ဆိုဒီမှာ audio ကိုတခါ audio ဖွင့်လိုက် This is a podcast from the archives of the BBC brief lectures အဲ့ အဲဒီ audio နဲ့တူတူဒီဟာလေးလိုက်ပြီးတော့နားထောင်လို့ရတယ်ပေါ့နော်ပြီးသွားရင်ကိုကခီဒီဟာကိုဖတ်ပြီးသွားပြီးပါပြီးဆိုရင်ကိုကအခုဒီအဲ့လိုဒီဟာကိုကနားထောင်ကြတယ်မှာ status ကဒါအခုလောက်ကို in progress ပဲဖြစ်နေတယ်ပေါ့နော်ကိုကခေဖတ်ပြီးသွားပြီးဒါမှပြီးသွားပြီးလို့သဘောထားလိုက်ပြီးတော့မှာဒါပြီးသွားပြီးဆိုရင်ဒီမှာလာပြီးတော့ refresh လုပ်တာလည်းပြီးသွားပြီးဆိုတဲ့ပေါ့ပေါ့နော်အဲ့လိုဆိုဒီမှာကိုကခုနဟာလုပ်ထားတာပြီးသွားပြီးဆိုရင်ကိုက transcribe လုပ်ပြီးသွားရင်ဒါကို check လောက်လို့လည်းရတယ်ပေါ့နော်ဒီမှာနောက်ခုအောင်ရနေပြီ let's go ဒီဟာကိုစိတ်ဝင်စားရတယ်ပေါ့နော်အဲ့ဒါ okay let's go ခုတို့ better story လုပ်လိုက်တယ်ဒီမှာဘာနဲ့ပူလဲဆိုတော့ better story က let's go က LLM ကိုသူကခုနဂျမနိုင်းကိုတော့မမေးခင်ဒီ information တွေကိုသူ attach အရင်ဆုံးပေးလိုက်တဲ့ပုံစံမျိုးလေးပေါ့နော် email မှာ document attach ပုံစံမျိုးလေးမျက်စိလိုမြင်လာလို့ရတယ် LS ကဒီဟာတွေနဲ့စကားပြောချင်တာဖြစ်တဲ့အတွက်ဒီဟာတွေနဲ့အတူသူ့ကိုဂျမနိုင်းနဲ့ conversation လုပ်မယ့်ပုံစံမျိုးပေါ့နော်လို့ဆိုတော့ LS မှာ can you can you this out keep by only to me sample ပေါ့နော်သူကဒီမှာဆိုရင်အခုဒီလိုမျိုး LS မေးလိုက်တဲ့အခါကျရင်သူကဒါအခု ဇမနာကိုတခါတယ်သွားသွား communicate လုပ်မယ်ပေါ့နော်လုပ်ပြီးတော့မှအရ result ကို LS ကိုပြန်ပြီးတော့ပေးမယ်ပေါ့နော်ဒီမှာဆိုโอเคဒီကကြတော့ဒါဘာဒီ topic ပေါ့နော်ဒီကလည်းဆိုတော့ဒီမှာ diving the diviness part of asco တော့လုပ်ချင်တာဖြစ်တဲ့အတွက်ဒီမှာဒါလေးဆိုတော့ဒီလိုလုပ်လို့ရှိရေပေါ့နော်ပြီးမှကိုကိုပြီးတော့ဒီဟာသွားပြန်မေးတော့အကလုံး competition သွားပေါ့နော်โอเคဒီဟာကိုပြန်ပြီးတော့ okay ဒီဟာ case ကို can you explain more on this ဲ့လိုမျိုးကိုသွားမေးလိုက်လို့ရတယ်ပေါ့နော်ဒါကတော့ကိုနည်းနည်းတော့ဒါ CPU ဆိုတော့နည်းနည်းတော့နေတယ်ဒါပေမဲ့ကိုကို personal use case အတွက်ဆိုရင်တော့အဆင်ပြေမယ်အဲ့လိုဆိုထင်တယ်ပေါ့နော်အဲ့ဒါဆိုဒီမှာ LS တုံထားတာက Gemini တုံထားတယ်ခုနတိုးလို့ပြန်ကြည့်မယ်ဆိုရင် LS ကအဲ Whisper တုံထားတယ်ဒီဟာ local မှာပဲ runner ဖြစ်တဲ့ပတ်သက်ပေးကြမလို့ဒါပေမဲ့ Gemini API ကိုတုံထားတာဖြစ်တဲ့အတွက်ဒီဟာက FreeTier ကိုကိုယူတုံလိုက်လို့ရတယ် FreeTier က limited ရရှိတယ်ပေါ့နော်ဒီမှာ LS က limited တော့နည်းနည်းကျော်နေပြီးတော့ API key တွေပါယူပြီးတော့ ကို project တက်ကိုအဲ့လိုမျိုးလုပ်ပေါ့နော်လုပ်ပြီးတော့ API key ကိုဒီမှာ API key လို့မယ်လဲဘာလို့လဲဆိုတော့ဒီ project run မယ်ဆိုရင်ပေါ့နော်ဒီမှာ API key လို့မယ်ဒါလေးလို့မယ်ပေါ့နော်ကိုက okay ဘယ်ဟာအသုံးမလဲ API key ကိုထည့်ဖို့လို့မယ်ပြီးတော့ဒီလိုပြကိုရဲ့ဒီတုံးမဲ့ဥစား DB ပေါ့နော် query direction လေးပါလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးလို့မယ်အားလေးတစ်ချက်လို့မယ်ပြီးတော့ဒီဟာလေးနည်းနည်းတော့ study လုပ်ကြည့်ပေါ့နော်တော်တော်လေးအဆင်ပြေတယ်အဲ့တော့ခုနက Alaska ဒါကိုခုနက chat feature ပေါ့နော်ခုနကလည်းဆို download feature ကို ပြောပြသွားပြီ download အဲ့ဒါဆိုတော့ download ကိစ္စကိုလည်းပြောပြသွားပြီဒီ feature လို့တဲ့ကိစ္စကိုလည်းပြောပြသွားပြီပေါ့နော်လို့ဆိုတော့စိတ်ဝင်စားရင်အဲ့လိုမျိုး play ကြည့်ပါပြီးတော့ဒီမှာ chat history ပါလေစိတ်ဝင်စားရင်တော့ကြည့်လို့ရပါတယ်လို့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးကုတ်ကိုတော့ less နည်းနည်းလေးတစ်ချက်ရှင်းပြမယ်ပေါ့နော်ကုတ်ကသူကဒီမှာဆိုကို download လုပ်ချင်တယ်လုပ်ပေါ့နော်ကိုရဲ့ chat history ကိုပြန်ပြီးတော့လေ meltdown အနေနဲ့သွားမလား json အနေနဲ့သွားမလားတော့ကျန်သွားလို့ရတယ်ပေါ့နော်ဆိုတော့နည်းနည်းကုတ်ပိုင်းလဲဆိုသွားအောင်ဒါကနည်းနည်းပို့ပြီးတော့ အဲဒီမိုဘက်ပုံရောက်တယ်ပေါ့နော်အဲ့လိုဆိုကြည့်အောင်ဒီဟာကလည်းဘာအသုံးထားလဲဆိုတော့ဒီမှာဒီ front end ပိုင်းကလည်းဆိုတာဘာအသုံးလဲဒါအသုံးနဲ့တိုးလေးတွေပေါ့နော်ဒီမှာဆိုရင်ဒါကဒီဟာ UI အတွက်သုံးထားတယ်နည်းနည်း Python base တွေပါပဲအကလုံးကဒီဟာကြတော့အခုနာမည်ကြီးနေတဲ့ package manager ပေါ့နော် pick သုံးအစားသုံးမဲ့အစားဒီဟာကိုသုံးပေါ့နော်ဒီတော့ဒါလိုတဲ့ဟာလေးပြီးတော့ဒီမှာအဓိကရေးကြည့်တာကဒီအဖက် MG ကိုတကယ်လို့ install လုပ်တိုင်း install လုပ်ပေါ့နော်ဆိုတော့ဒီဟာလည်းလုပ်တော့အောင်ဆိုရင်လည်း လက်ပတော့မှာဒါပြဿနာတက်တယ်ပေါ့နော် FMG နဲ့ပတ်သက်တဲ့ issue ကိုလည်းစနေနဲ့ပွားရလို့ထားသေးလားမလုထားအောင်ထနေဟော issue 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 တွေကဒီဟာ issue ရှိမယ်ဒီဟာလေးပေါ့နော်တကယ်လို့ကိုက model case ောက် issue ရှိမယ်ဒီဒီဟာလေးကြုံလာနိုင်တဲ့ issue လေးကိုလည်းစမနေနဲ့ list လုပ်ထားရဲပေါ့နော်တခါကြရင်ကိုကအဲ့ဒီဟာဟုတ်တယ်လက်တော်ကလက်စီအော်ရီယိုပရိုဆက်စင်မှာဒီဟာပြဿနာတက်ခဲ့လို့ရှိရင်ဒီဟာကို install လုပ်ဖို့မင်းနေပေါ့နော်လက်စကွာဒီဟာကိုတုံးပြီးတော့ transcribe လုပ်မှာဆိုတယ်နော်အားလေးရှိမယ်ဒီမှာနည်းနည်း travel shooting လုပ်လည်းနည်းနည်းဖတ်ပေါ့နော်တကယ်လို့ကိုယ်စိတ်ဝင်စားရင်ဘယ်လိုလုပ်ရမလဲဘာမှမသိရင်လေအဲ့တော့ထပ်သွားကြည့်အောင်ကုတ်ကအဲ့တော့ဒီဟာကို lesson နည်းနည်းအောက်ချလိုက်မယ်အဓိကက lesson ကပြောသလို lesson feature ကဘယ်တော့မှရှိတယ်ဆိုတော့ tab နဲ့သွားရပေါ့နော် lesson ပထမဆုံးက very simple transcribe လုပ်မယ်ပြီးသွားရင် download လုပ်မယ်ပြီးသွားရင် transcribe လုပ်မယ်ဒါက download လုပ်မယ်ပေါ့နော် download လုပ်မယ် လိုအပ်တဲ့ဟာတွေ download လုပ်မယ်ပြီးတော့ transcribe လုပ်မယ်ပြီးသွားရင် let's ခုနအစားတော့ PDF နဲ့တုံးထား PDF ကတိတ်အစ်မပြေဘူးเนาะလို့ဆိုတော့ let's တန်းရိုးရိုး test အနေနဲ့ပြောင်းလိုက်တယ်ဒီမှာ PDF မလုပ်ဘဲနဲ့တခြားလေးတန်းရိုးရိုး HTML document အနေနဲ့ let's ပြောင်းလိုက်တာ PDF ကတိတ်အစ်မပြေလို့ဒါပေမဲ့ PDF ကို download လုပ်ချင်တယ် download လုပ်လို့ရတယ်လို့ဆိုတော့ let's ခုန transcribe ပြီးသွားရင်တခါကျရင် let's ကငါ PDF file နဲ့တင်ထားချင်တယ်ပေါ့เนาะလို့မျိုးလုပ်ချင်တယ်ဒီမှာ okay ကွာ refresh refresh လုပ်ပြီးတော့ငါ okay ခုနဒီဟာကို ငါ PDF နဲ့လုပ်ပေးပေါ့နော်ဒီမှာဆိုလက် PDF နဲ့ပတ်သက်တဲ့ feature ကို list ထည့်ထားတယ်။ဒါနည်းနည်း safety အတွက်ပေါ့နော်သူကဒီမှာကိုကြည့်ချင်းကြည့်လို့ရအောင်ဒီလိုမျိုးလေးပဲကိုလုပ်ထားပေးရေပေါ့နော်စိတ်ဝင်စားကိုကတခါကြာရင် print out လုပ်ချင်နေပါတယ်ဆိုရင်အဆင်ပြေအောင်လုပ်လေနော်ဒီမှာ LSD PDF လေးကိုလည်း download ရအောင်လုပ်ထားတယ်။အဲ့တော့ခုနက PDF case အဲ့တော့ lesson recommend case ဆက်မပြောရသေးခဏလေးနော်တကယ်လို့ကိုကโอเคဒီမှာ transcribe လုပ်နေနေမခင်ငါခုနကကိုဒီမှာကိုရဲ့ history ရှိရေပေါ့နော် ဒီမှာ history ရှိတယ်ဒီ history ပုံမူတည်ပြီးတော့မှငါ gadget topic တော့ငါနားထောင်ပြီးသွားပြီလို့ဆိုတော့နောက်ဒီ topic နဲ့ sin to ဖြစ်တဲ့ topic လေးတခုငါ့ကို list ထဲမှာမှငါ့ကို recommend ပေးပါပုံစံမျိုးပေါ့နော်ခဏလေးနော် let's go ဗာပြဿနာတက်လဲဆိုတော့တစ်ချက်ကြည့်အောင် let's go permission မရှိပါဘူးတဲ့ခဏလေးနော်ဒီမှာဗာပြဿနာတက်ပါလဲ hacking page ကိုတစ်ချက်ပြန်သွားမယ် တကယ်လို့ hugging face မှာ alaska နေပြီးတော့တရား alaska ဒီမှာ stable light ပုံလုပ်ထားတယ်ပေါ့နော်ကိုခုနကဒီ recommendation ကိုလိုချင်နေဆိုတော့ alaska က recommendation ကိုခေါ်ထားတယ်ပေါ့နော် alaska recommendation ပေးပါဆိုပြီး alaska ခေါ်ထားတယ် okay ဒီမှာဆို LS ကိုခုနကဒီ list တွေကဘယ်လာလဲဆိုတော့ LS ဒီဟာ history မှာ LS ပြီးထားတဲ့ business history ရှိတယ်ပေါ့နော်ဒီဟာတွေပေါ့အခြေဒီဟာ LS နားထောင်လာတဲ့ဟာတွေပေါ့နော်ဒီဟာတွေပေါ့အခြေခံပြီးတော့ငါ့ကို documentation လုပ်ပေးပါ recommendation ပေးပေါ့နော်လို့ဆိုတော့ဒီမှာ recommendation ဒီဟာလေးတွေနေစိတ်ဝင်စားမယ်ကောင်းတဲ့ဟာလေးပေါ့နော်ဒီမှာ crime punishment ကောင်းမယ်ဒါမှမဟုတ်ဒါ sociology နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်ဒီမှာဆိုတာက literature နဲ့ပတ်သက်တဲ့ topic လေးပေါ့နော်ဒါအရန်စိတ်ဝင်စားဖို့ကောင်းမယ်တော်နေပဲဘောင်းဆောင်လုပ်ထားတာဆိုတော့ဒီအဲ့လိုမျိုး recommendation ကိုလည်းဒါ Gemini အတင်းယူပြီးတော့တုံးလို့ရတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါပါမယ်ပြီးသွားရင်ကောက်ကတော့ python code ဒီပဲဖြစ်တဲ့အတွက်လည်းဒီတိတော့မပြောတော့ဘူးเนาะအရင်ကြီးတော့မခတ်ဘူးเนาะအဓိကက feature တွေကကိုပါလောက်ချင်လေပါအကောင်တော့ကိုကဒီမှာလောက်လို့ရတာဆိုတော့လေ ဆိုရှင်လည်း delete လုပ်တာတွေပါရဲ့အကုန်လုံးပါမယ်ပေါ့နော်ဒါနဲ့ team တွေပါရဲ့လုပ်လို့ရတဲ့အပိုင်းလေးပေါ့တော့အဓိကကဒီမှာ less ပြဿနာတက်တာဗာတက်လဲဆိုတော့ဒီထဲမှာလေတချို့ဟာလေးတွေလုပ်တဲ့ခါကျရင်သူက less က less intention ကဒီ hacking phase မှာသွားပြီးဒီ brand လောက်ကျင်တာကွာအဲ့လိုဆိုတော့ hacking phase ကနေပြီးတော့တချို့ဟာလေး feature တွေမရတာရှိရကွာနည်းနည်းပြောကွာဘယ် version သုံးပြီးဒီ brand လောက်မှာလဲဆိုရပေါ့လေမူတည်သေးတယ်ပေါ့နော်ဒီမှာကြည့်မယ်ဆိုရင် less က remix ဖြစ်ပြ ဒီမှာဆိုတော့ဒီဘာရှင်းကိုသူကသုံးမှဖြစ်တယ်သူတချို့ကလေဘာရှင်းမရှိမှဖြစ်ကောင်းဖြစ်နိုင်တာဆိုတော့လေဒီလိုကွာထွန်းတဲ့ခါကျရင်ဒီလိုပြဿနာတွေပဲတက်တယ်ဆိုရင်ဒီဘာရှင်းကို reduce လုပ်ပေါ့နော်အဲ့လိုမျိုးလုပ်ဖို့လည်းအကြံပေးတယ်ဆိုတော့တလောက်ပါပဲလဲဆိုအရင်တော့ဒီဒီမသွားတော့ဒီမှာစိတ်ဝင်စားရင်ကိုကိုဒီဒီတော့ကြည့်ဖို့အကြံပေးတယ်ပေါ့နော်ဒီမှာခုန PDF တွေပါတယ်အကုန်လုံးလဲဒီမှာကိုလိုချင်လိုချင်တင်ထားတယ်ပေါ့နော်ဒီမှာ transcript တွေကခုန list လို့ transcript တွေရှိတယ်ပြီးတော့ဒီလိုမျိုး test တွေရှိပေါ့ဒါကပုံပြီးတော့ detail ပုံစံမျိုးလေးပေါ့နော်ကိုဘာလိုချင်လဲဘယ်ဟာတွေဘယ်လောက် site ဘယ်လောက်ရှိလဲဘာ language နဲ့သွားတာလဲ ပြီးရင်တော့ transcript လေးပေါ့နော်ဒီဟာကလည်းဆိုဒီပြီးရင် butter store မှာလုပ်မဲ့ information လေးပေါ့ဒါတော့ပါပဲလို့ဆိုတော့အားလုံးကသွားပြီးတော့ play round လုပ်ကြည့်ကြပါလို့အားလုံးကျေးဇူးတင်ပါတယ် bye bye